အစောပြားကဟောတယ်ပတိရူပေဝတေထေတိမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုနဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ်တာကရောတိယသူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုယ့်ကိုယ်ပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဉ္ဉံယသောဂိတ်တိသူခင်စေတံဒေဝတ္တအောင်မြင်ကြည့်ပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအလုံးသူ့စီကိုရောက်လာနိုင်မယ်လို့ရသော်ဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား၁၄ပါးဆိုတာဒီလေးကိုဆွလို့တယ်ပေါ့အဲ့ဒါကုသနာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးစားအပြင်အကြောင်းကတော့ရှာရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့